ကားရစည်းကိုဘာတွေစစ်ပြီးတော့မှခရီးထွက်တင်လဲဆိုတာကျွန်တော်ခမားတို့ကိုပြောကိုပြောမှရတော့မှာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံမှာတစ်နှစ်ကိုရင်တိုက်မှုပေါင်းရင်မတော်တဆမှုပေါင်း2000ကနေ4000ကြားရှိတယ်ဆိုပြီးတော့ဒါစစ်တမ်းတွေမှာဖော်ပြထားတယ်ဒါတချို့ကျွမ်းကျင်နားလေတဲ့မိတ်ဆွေတွေကလည်းတနည်းကိုတောင်ကနန်းဝင်းကျင်လောက်တိရှိတယ်ဆိုပြီးတော့လည်းပြောထားတာလေးတွေရှိပါတယ်အဲ့တော့မိတ်ဆွေတို့ကပေါ့နော်ခကြီးတွေပါတွေတွားရတာသဘောကျတယ် ကိုယ့်ရဲ့ကားနဲ့ပဲသွားသွားကိုယ့်ရဲ့တငယ်ချင်းအပေါင်းအသင်းတွေရဲ့ကားနဲ့ပဲပေါ့နော်သွားသွားပေါ့နော်လမ်းခီးမှာအနှိမ့်စသဘောနဲ့ကိစ္စမချောချင်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုစုံးအောင်ကြည့်ဖို့အတွက်ကျွန်တော်ပြောချင်ပါတယ် ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကဒီနေ့ဒီ view ပါပေါ့နော်။ကားတစီးကိုဘာတွေစစ်ပြီးတော့မှခྱི་ထွက်တင်လဲ။အကြိမ်ခင်များတို့အဲ့ဒါတွေကိုမစစ်သွားဘဲနဲ့ခྱི་ထွက်တယ်ဆိုလို့ရှိရင်လမ်းခီးမှာဘာတွေဖြစ်နိုင်ခြေရှိလဲဆိုတာကိုကျွန်တော်အသေးစိတ်အကုန်လုံးပြောပြပြီးတော့မှဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ view ကခင်များတို့အတွက်ကြည့်ကိုကြည့်တင်တဲ့ video ပဲဖြစ်ပါတယ်။ပထမဦးဆုံးအနေနဲ့ခင်ဗျားတို့ဘာလို့စစ်ကမလဲဆိုလို့ရှိရင်ကားတာယာကိုစစ်ကမှာပဲဖြစ်ပါတယ်ကားတာယာ၄လုံးရှိတယ်ဘာလို့စစ်ရမလဲဆိုလို့ရှိရင်မောင်တော့ကိုယ့်ရဲ့တာယာတွေဟာ လေတွေစိတ်နေလားလေတွေညော့နေလားတရားတွေအပ်နေလားပန်းတွေပါနေလားဆိုတော့ခင်ဗျားတို့စစ်ဖို့လိုပါတယ်အဲ့လိုမစစ်ဖက်နဲ့ခင်ဗျားတို့လမ်းခီးကိုသွားမိမယ်ဆိုလို့ရှိရင်ဘာဖြစ်နိုင်လဲဆိုတော့ဗောနော်တင်းချက်ခင်ဗျားတို့လမ်းနေဘိန်းနေချော်နိုင်နေနောက်တစ်ချက်ကဘာလဲဆိုတော့ဗောနော်ဘိန်းနေပွင့်တာတရားတွေကွဲတာမျိုးတွေ ဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုဖြစ်ရင်ဘာဖြစ်မှာလဲဆိုတော့ကျွန်တော် CRI နေရှိုင်သွားမယ်ခောက်သွားမယ်ကားတွေလမ်းဘေးကိုထိုးကျသွားနိုင်တယ်အခက်မတင်လို့ရှိရင်ခင်ဗျားတို့အနှိမ့်စသဘောနဲ့ကိစ္စပါတခါတယ်ရှော့သွားလိမ့်မယ်အဲ့တော့ခင်ဗျားတို့အရေးကြီးတဲ့ကားတာယာစစ်ဖို့ကို မိပါနဲ့နောက်တစ်ခုကတော့ကျွန်တော်တို့ရေရှိမရှိစစ်ကမှာပဲဖြစ်ပါတယ်တချို့ကလည်းရေထည့်တယ်ပေါ့ဗျာတချို့ကလည်းကျွန်တော်တို့ကူးလန့်ထည့်တယ်ဆိုတော့ဘာပဲထည့်ထည့်ပါထည့်တဲ့ဟာကိုခင်ဗျားတို့စစ်သွားဖို့လိုပါတယ်ခင်ဗျားတို့မစစ်မိပဲနဲ့သွားတယ်ဆိုလို့ရှိရင်လန်ခီးမှာဘာဖြစ်နိုင်လဲဆိုတော့ဗောနောကားကဟိတက်တာရေလုံကွဲတာမျိုးတွေဖြစ်နိုင်နေဗောနောခင်ဗျားတို့မြင်တောင်ပြောမယ်ဆိုလို့ရှိရင်ဗျာလူတယောက်ကိုနေပူပူတဲခန္ဓာရအထဲမှာရေလုံးဝမတောက်ခိုင်းမင်းနဲ့ပြီးခိုင်းတယ်လို့ပဲ အရန်ပင်မန်းနေဗျာဟုတ်တယ်မလားခင်ဗျားတို့မြင်သားမင်းတင်နေခင်ဗျားတို့အဲ့လိုပဲကားကလည်းအရန်ပင်မန်းပြီးတော့ခင်ဗျားတို့အရှိကိုဆက်သွားလို့ရမှာမဟုတ်တော့ဘူးပေါ့နော်အဲ့တော့ကိုယ့်ရဲ့ကားကရေရှိမရှိကူးလတ်ရှိမရှိကိုလည်းခင်ဗျားတို့အဓိကထားစစ်ဆေးဖို့လိုပါတယ် နောက်ထပ်တစ်ခုကတော့ခင်ဗျားတို့ brake ရယ် brake seal ကိုစစ်ဖို့လိုပါတယ်အဲ့တော့ဗောနော်ခင်ဗျားတို့က brake နဲ့ brake seal ကိုဘယ်လိုစစ်မလဲဆိုလို့ရှိရင်တော့ခင်ဗျားတို့ဆက်နှိုးကြည့် brake ကိုနင်းကြည့် brake မီမီမီ brake short နေလား brake ကမီရလားဆိုတာလေးကိုတခြားစစ်ဖို့လိုတယ်နောက်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဗောနော် brake seal ရှိမရှိကိုလည်းစစ်ဖို့လိုတယ်အဲ့ဒါပြီးတော့လို့ရှိရင်ဗောနော်ကျွန်တော်ကားဘိတ်နေကိုသွားကြည့် brake seal ယိုနေလားစိတ်နေလားအဲ့ဒါလေးတွေကိုကျွန်တော်တို့ကစနစ်ကျနဲ့တေချာလေးသွားကြည့်ဖို့လိုပါတယ်ခင်ဗျားတို့ကအဲ့ဒါတွေကိုမစစ်မိဘူးရုတ်တရက်တတိလက်လွတ်နေဗောနော်ခီးထွက်လိုက်မိတယ်ဆိုလို့ရှိရင်လမ်းခီးမှာ ဘရိတ်ပေါက်တာဘရိတ်ချော်တာမျိုးတွေဘရိတ်ရှော့တာမျိုးတွေဖြစ်နိုင်တယ်အဲ့ဒီခါကျတော့ခင်ဗျားတို့ကသတိထားပြီးတော့လုပ်ပါတယ်ဘရိတ်ပေါက်သွားတာဘရိတ်ရှော့သွားတာကဘယ်လောက်အန္တရာယ်များလဲဆိုတော့ကားမောင်းတဲ့သူတိုင်းပြပါတယ်เนาะဒါမျိုးရင်းလေးမှာအချိန်နည်းနည်းလေးမောင်းနေတဲ့ကားတစ်စီးဘရိတ်ပေါက်သွားရင်တော့မထိတ်မို့တအားခတ်တာဒီလိုမျိုး highway လိုမျိုး speed နဲ့အမြန်နဲ့မောင်းသွားတဲ့အဲ့လို highway လမ်းတွေမှာဘရိတ်ပေါက်သွားတယ်ဆိုလို့ရှိရင်ထိရတရတအားခတ်တယ်အခက်မသိရင်ခင်ဗျားတို့သူများကားကိုတက်ဒီပေါ်တော့ကျုံးသွားနိုင်တယ်လို့သူများကားကလည်းခင်ဗျားတို့လာပြီးတော့ ကျုံနိုင်ကြီးအများကြီးရှိပါတယ်အဲ့ဒီခါကျတော့တော်တော်လေးကိုတတိထားပြီးတော့ခင်ဗျားတို့စစ်စစ်ရမယ်အပိုင်းဆိုလို့ရှိရင်လည်းမမောက်ဘူးဗောဗျာနောက်တစ်ခုကတော့ခင်ဗျားတို့ ကားရဲ့ engine wine ကိုစစ်ဖို့လိုပါတယ်ကျွန်တော် engine wine နေကောင်းလား engine wine နေညော့နေလား engine wine နေခန်းသွားပြီလားဆိုတော့ခင်ဗျားတို့စစ်ဖို့လိုပါတယ်အဲ့ဒါကိုခင်ဗျားတို့မစစ်ဖဲနဲ့ဒီတိုင်းမဲ့ထွက်သွားမယ်ဆိုလို့ရှိရင်เนาะခင်ဗျားတို့ကား engine wine ခန်းနေတယ်ခင်ဗျားတို့မသိဘဲနဲ့ထွက်သွားတယ်ဆိုလို့ရှိရင်ခင်ဗျားတို့အယုံဆွဲကြရမျိုးလေးတွေဖြစ်တတ်တယ်အဲ့ဒါထပ်ပို့ပြီးတော့ဆိုးရတယ်ဆိုလို့ရှိရင် engine ကွဲရမျိုးလေးတွေ ဖြစ်တယ်အင်ဂျင်ကွဲဝိုင်းတော့ဘာဖြစ်နိုင်လဲဆိုတော့ကျွန်တော်ပြောစရာမလိုဘူးလို့ထင်ပါတယ်ဗျာเนาะဆိုအင်ဂျင်ကွဲဝိုင်းတော့ခင်ဗျားတို့ဘောပြီးသွားပြီပေါ့ဗျာเนาะဆိုတော့ခါကြတော့ကျွန်တော်တို့ပေါ့เนาะဒါအင်ဂျင်ကအယုံဆွဲကျသွားတယ်ဆိုရင်တော့မဟိုင်းဝေးလက်မှာတော်တော်အဆင်မပြေဘူးပေါ့เนาะကျွန်တော်ဟိုင်းဝေးလက်မောင်းပြတဲ့သူဆိုသိတယ်ကျွန်တော်အရှိရောပေါ့เนาะဒါကုန်ငါးအကြီးကြီးတွေရပေါ့เนาะကိုရှိမှာကွယ်နေလို့ကိုကကြော်တော့မယ်ဆိုလို့ရှိရင်အယုံဆွဲကကြနေရဆိုဘလို့မကြော်မရဘူးဆိုလို့ရှိရင်တော့အဲတော့ကြော်နေရအချိန်ကြမှာပဲဘေးကကားလာပြီးတော့ကိုယ်ပြန်ပြီးတော့ ကျုံးသွားလိမ့်မယ်အဲ့ဒီခါကျတော့ခင်ဗျားတို့ကိုယ့်ရဲ့ကားရဲ့အင်ဂျင်ဝိုင်းရှိမရှိအင်ဂျင်ဝိုင်းယိုမယိုအင်ဂျင်ဝိုင်းကောင်းမကောင်းဆိုတာကိုလည်းခင်ဗျားတို့စစ်ဆေးဖို့ လိုပါတယ်နောက်ဆုံးတစ်ခုကတော့ရေရုံရှင်းရှင်းလေးပဲအဲဘာလဲဆိုတော့ဗောနခမရကိုယ်တိုင်စစ်လို့မရဘူးစိုင်ကိုသွားသွားပြီးတော့အောက်ပိုင်းနေကောင်းမကောင်းဒူးတွေကောင်းမကောင်းဆိုတာကိုသွားပြီးတော့စစ်ဖို့လိုပါတယ်ခမရတို့ဒူးမကောင်းဆိုဘာဖြစ်မလဲနားလည်မယ်ထင်ပါတယ်เนาะခမမြင်တော်ပြောမယ်ဆိုလို့ရှိရင်အသက်60အရွယ်အဖိုးကြီးဒူးမကောင်းတော့တဲ့အဖိုးကြီးကိုခမရတို့ဘောလုံးကန်ခိုင်းတယ်လို့ဖြစ်နေမှာအဲ့တော့ခင်ဗျားတို့အဲ့လိုမျိုးမဖြစ်စေချင်ဘူးဆိုလို့ရှိရင်ခင်ဗျားတို့ဆိုင်ဝင်သွားအောက်ပိုင်းနေကောင်းမကောင်းဆိုတာကိုတေချာစစ်ဆေးပြီးတော့မှပဲဒါကျွန်တော်တို့ခီးထွက်တင်နေပေါ့ဗျာနော်ဆိုတော့ဒီနေ့ဒီ video ပေါ့နော်ကျွန်တော်ဘာလို့ပေါ့လုတ်ပေးရလဲဆိုတော့ပေါ့နော်ဒီနေ့ခစ် ဒါပေါ့နော်ကားစီးတဲ့လူငယ်တော်တော်များပေါ့နော်ဒါ80ရာခိုင်နှုန်းလောက်ကားပေါ့နော်ကားအကြောင်းနားမလည်ဘူးပေါ့ဗျာเนาะကျွန်တော်တို့ကားကိုမိဘဝယ်ပြီးလို့ပတ်စံရှိလို့သာစီးတာကားကိုဘာစစ်ကမလဲဘာလူကမလဲဆိုတာကိုနားမလည်တဲ့လူငယ်တွေများတယ်များတဲ့ခါကျပေါ့နော်အဲ့ဒီလူငယ်တွေအနေနဲ့တတိထားပြီးတော့အဆင်ပြေလို့ရအောင်လို့ကျွန်တော်ကဒီဗီဒီယိုလေးကိုကျွန်တော်လုပ်ပေးတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်အခုပြောရဲပေါ့နော်ဒီစစ်စေးရမယ်ဆိုတဲ့ဟာကြီးကတကယ်တော့ခྱི་ထွက်မှာတော့မဟုတ်ဘူးကိုယ့်ရဲ့အိမ်မှာပေါ့နော်ကိုကကားတစ်စီးနဲ့အပြင်ကိုသွားရမယ်ဆိုတဲ့အချိန်တိုင်းမှာစစ်တယ်ဆိုလို့ရှိရင်ပို့ပြီးတော့ ကောင်းနေပေါ့ဗျာဆိုတဲ့ခါကျတော့ပေါ့နော်ကိုက daily စစ်လဲကောင်းနေအပတိုင်းစစ်လဲကောင်းနေခီးထွက်မယ်ဆိုလို့ရှိရင်တော့မဖြစ်မနေအနေနဲ့ပေါ့နော်ဒါစစ်ကိုစစ်တဲ့ဟာတွေကိုကျွန်တော်ပြောပြရပဲဖြစ်ပါတယ်ဆိုတော့ပေါ့နော်ဒါကျွန်တော်ရဲ့ D view လေးကမိတ်ဆွေတို့အတွက်ကျွန်တော်ရဲ့တငယ်ချင်းညီကိုတွေအတွက်အတိတရားအတိပညာဘ ഹു တုတတစုံတစ်ခုရခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ comment only မှာ yes လို့မှတ်ခဲ့ပြီးလို့ရတယ်မှတ်ချက်လေးလည်းပေးခဲ့ပြီးလို့ရပါတယ်ခင်ဗျာဆိုတော့အားလုံးကိုကျေးဇူးအများကြီးအများကြီးတင်ပါတယ်ကျွန်တော်နာမည်ကတော့ကိုချမ်းပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲတက်တာပါခင်ဗျာ